ကိုယ်စားဖုန်းရပုံမှန်905ကာကြီးနဲ့မိဒီမိပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြားလို့ရှိရင်သူယုံထပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိတိအောင်ပြောချင်ပါလေကိုစောဘုန်းကြီးဒီဘာကြောင့်ဟုံးလဲမြေပြင်မှာကြတော့သူကစွတ်တွေ့မှုကကိုစောဘုန်းကြီးနဲတယ်လေမြေပြင်မှာအမာခံပိတ်တယ်ကိုစောဘုန်းကြီးတိတ်မရှိဘူးအွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတိကြတယ်အွန်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝန်သာတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ဒီကဟန်တာကပိတ်တယ်ရှိတယ် မာခံပရိသတ်ရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဥစဉ်တို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူဘူးအဲ့တော့ဘာပြောကုသိုလ်ဖိုးရင်ကိုတော့ဥစဉ်တို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဖိုးရင်တို့မှာပရိသတ်တွေများများစွာရှိတိုင်းမှာထင်တယ်တူတခုခုသုံးသုံးသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမှထင်တယ်အပိမတူတွေဒါကများလာမှထင်တယ်သူစဉ်းစားတာတွေကလွဲသွားတာလွဲသွားတာเนาะဘသူကထွက်လာမှာလဲဟွန်လိုင်းပေါ်ပရိသတ်ကဟွန်လိုင်းပေါ်မှာပဲကုန်ဆုံးမှာပေါ့ ဝင်လိုက်မောပရိသတ်ဝင်လိုက်မောမှာပြီးသွားတာပေါ့အဲဒီတော့ဝင်လိုက်မောကပရိသတ်တွေကိုလည်းပြောကျင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင်အဲဒီမှာကုသောဘိုးကြီးမှလည်းသူအာကိုရာအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကုသောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးအားလုံးပဲမင်္ဂလာပါ online speaker စောပုံးဟင်းကိုဝင်းရမည်သူမရှိသည့်အတွက် လွတ်ဖို့လမ်းမမြင်တော့ဘူးလို့ပေါက်ကိုတော့တုံးတက်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာရေပြူးလွတ်ကိစ္စလေးရဦးစင်းနည်းနည်းပြောချင်ပါတယ်ပြူးလွတ်ရဲ့ဟိုပါပေါ့နော်ဒီမန္တလေးကနေလာပြီးမှပတ္တဆာခေါင်းဆောင်တဦးရဲ့ဆရာဘုံမူးငိမ့်တယောက်ရဲ့ဖုတ်တွန်ဒီပေါ့နော်ဒါလေးလည်းပြောချင်တယ်ထည့်ရင်မှပထမဆုံးနေတော့ကုသဘောဟင်းအကြောင်းကိုပဲပြောပါမယ်ဗျာနော်ဒီနေ့ကုသဘောဟင်းအကြောင်းနဲ့ပတ်သက်ပြီးမှပြောကြတယ် ကိုသောဘုန်းကြီးကိုဖမ်းသွားတယ်နေပြည်တော်ကနေစအဖာနဲ့ဖုံးချော်လုံးပါသွားတယ်ဖုံးချော်လုံးပါတော့အပြစ်မရှိလို့ပြန်လွှတ်လိုက်တယ်အပြစ်မရှိလို့ပြန်လွှတ်လိုက်တယ်ကျတော့ဒီမန္တလေးကနေမှာစအဖာနဲ့ပြန်ဖမ်းတယ်ပြန်ဖမ်းပြီးမှာပါတော့ဒီလိုဘလိုပုံမှန်အပြစ်မရှိအပြစ်ရှာပုံမှန်တွေဘာတွေတတ်တယ်ပေါ့ဗျာဒီလိုပေါ့နော်ပြောနေကြတာကြီးတွေ့တယ်ဗျာနော်ပြောနေကြတာကြီးတွေ့တယ်အဲ့ဒါတွေကတော့ဥစဉ်ရဲ့အမြင်တုံးတက်ချင်တာကတော့ဥသောဘုန်းကြီးကိုထောက်ခံဝိုင်းရံတဲ့သူတွေကိုစူပူမှု မဖြစ်ဖြစ်အောင်မုံကြောက်အောင်မကြောက်ကြောက်အောင်တသက်ကဆိုရအောင်ပေါ်ပဲတနည်းတစ်ဖုံနဲ့ထိုးနဲ့တလို့ပဲဥစဉ်ရတော့သုံးတက်ချင်တယ်ဗျသုံးတက်ချင်ပါတယ်နော်ဘာဖြစ်လို့သုံးတက်ထားလဲဆိုတော့ဥစဉ်ကအထောက်အထောက်ကိုခိုင်းခိုင်းလုံလုံနဲ့ပဲပြောတာများပါတယ်ဗျနော်ဥစဉ်ကတော့ဗျမ်းပရာပြောတဲ့ပုံတွေရှိရယ်ဥစဉ်ပြောတဲ့အရာတွေရှိရင် ထောက်ပြရလို့ရပါရဲ့နော် ။ဦးဇင်းတို့ရဲ့မြန်မာပြည်တွင်းကိုပြည်ပကလူတွေကဦးဇင်းတို့ထက်ပိုတိပါမလားဆိုတဲ့ဟာပဲဦးဇင်းတို့ကမေးရမယ်လို့ဖြစ်နေတယ်။နော်။အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုစောဖိုးဟင်းကိုနန်းနှွေးကလည်းနန်းနှွေးစစ်ကြောရေးမှာလည်းမရှိတယ်လို့နေပြည်တော်ကစာအဖလည်းကိုစောဖိုးဟင်းကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာ။နေပြည်တော်ကစာအဖဆင့်ဖောင်းအဲ့ဆိုသူတို့မန္တလေးတို့ဒီထသရထသရတို့ဒီထောင်လိုက်16ဆိုတာတွေကသူတို့ဘာလို့ဘာလို့အပူထားတော့မှာလဲအဲဘာလို့အပူထားတော့မှာလဲ ဒီမန္တလေးမှာလည်းဇာဘာနဲ့ပတ်သက်တကယ်လူတော်လူသွေးကောင်းတွေအများကြီးပဲဗျာလူတော်တွေအများကြီးပဲဗျာကိုဇော်ဖိုးကြီးကိုဘာဖြစ်လို့နေပြည်တော်ကနေဆင်းဖမ်းပါလဲကိုဇော်ဖိုးကြီးကိုနေပြည်တော်ကနေဆင်းဖောင်းကိုဇော်ဖိုးကြီးကနိုင်ငံတော်မှာတကယ်အရေးပါတဲ့အရာအဝါဝင်ကြီးလားမြို့တော်ဝင်ကြီးလားဒါမှမဟုတ်လို့ရှိရအောင်ကြီးကြီးလားဒါမေးခွန်းပြန်ထောက်ရမယ့်အရာဗျာနော်မေးခွန်းပြန်ထောက်ရမယ့်အရာအဲ့တော့ကိုဇော်ဖိုးကြီးကခင်ဗျားတို့ပြောလို့နန်းတွင်းမှာလည်းမဟုတ်ဘူး ဒီပြီးတော့စားဖာလဲဖမ်းတာလဲမဟုတ်ဘူးညကိုစောဖိုးကြီးမဲ့သူတို့တွေကဥစားပြပြောတာကိုစောဖိုးကြီးနဲ့အတူပါသွားတဲ့သူဘယ်သူမှမပြောကြဘူးနော်ဘယ်သူမှမပြောကြဘူးနာမည်ကြီးရဲ့သူတယောက်ကိုပဲသူတို့တွေပြောကြတာနော်နာမည်ကြီးရဲ့သူတယောက်ကိုပြောကြတာကိုစောဖိုးကြီးနဲ့ဘယ်သူပါသွားတဲ့ဘယ်သူပါဆိုတယောက်မှမပြောကြဘူးဗျာနော်အဲ့ဒါကြတော့သူတို့တွေကဒါဟိုပါပေါ့နော်အဲ့လူကြောက်ကြတော့လူတွေကစိတ်မဝင်စားဘူးလေ စိတ်ဝင်စားတာကိုဇော်ဘိုးကြီးကိုစိတ်ဝင်စားအဲ့တော့ကိုဇော်ဘိုးကြီးကိုစိတ်ဝင်ဆောင်ကိုဇော်ဘိုးကြီးအကြောင်းပြောမှလူတွေကဘာညာယူပါပေါ့ဗျာဟုတ်လားစာငင်းစီစီတင်စာပြဘာပြညာပြဆိုတဲ့အထောက်အထားတွေဒါတွေမျိုးတွေပြောချတာပေါ့ဗျာနော်အာနေပြည်တော်ကနေလွှဲတဲ့အပြစ်မရှိတဲ့အကြောင်းဦးစင်းတော်ကကိုဇော်ဘိုးကြီးဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွေးနဲ့နိုင်ငံရေးပုံမှန်နဲ့တစ်ခုတစ်ခုဆိုရင်တော့ဦးစင်းတော်အနေနဲ့ကမေတ္တာရက်ခံပေးဖို့ အကြောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့ဟာမျိုးလူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဥစဉ်တို့ကမေတ္တာခံစားမေတ္တာရခံစားရေးပြီးတော့တို့ဥစဉ်တို့ကအစင်နဲ့မှာပဲเนาะဒါတွေဥမာပေါ်နိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစဉ်တို့ကဒါပြောပြီးတော့လူကြီးတွေကိုမေတ္တာရခံစားရေးပြီးတော့အစင်နဲ့မဲ့ဥစဉ်တို့အနေနဲ့อ่ะเนาะအစင်နဲ့မဲ့အဲ့လိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရခံစားရေးလို့ရှိရင်ကျုပ်တို့က ဘသူရေးမလဲအဲ့ဒါဆိုရင်ရွေးချယ်တဲ့သူရှိရင်လာကြဥစဉ်ဌာနဆိုင်ရာတွေစာတင်ပေးမယ်စာတင်ပေးမယ်အဲ့တော့ဥစဉ်တော့ဘာမှမတရားသေးဘူးလေကိုတိတဲ့အရာကလည်းနောက်ဘွယ်ကဥမာဥစဉ်တော့ဥမာဆိုကြပါဗျာဂိတ်တီအကြောင်းချမ်းပြင်းနေမြောက်ပန်းရနေလားတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတစ်ခါဥစဉ်ဂိတ်တကယ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ်လန်တော့နဲ့ ကမ္ဘာရုပ်မြို့နယ်တို့တွင်ရဲတပ်ဖွဲ့နှင့်ပြူစောတိများအကြားပြစ်ခတ်မှုဖြစ်သည့်အထိရုံရင်ဆန်ခတ်မှုများဖြစ်ပွားပြူစောတိတချို့ကိုရဲကဖမ်းတော်လဲတပ်ကပြန်လွတ်ခိုင်းရန်ကုန်တိုင်းလမ်းတော်မြို့နယ်နှင့်ကမ္ဘာရုပ်မြို့နယ်တို့တွင်ရဲတပ်ဖွဲ့နှင့်ပြူစောတိများအကြားပြစ်ခတ်မှုဖြစ်သည့်အထိအချင်းများရန်ဖြစ်မှုများပေါ်ပေါက်လာရာကြောင်းတပ်တရင်ရင်းမြစ်တချို့နှင့်ဒေသပြည်သူများထံမှသိရှိရသည့်ယမန်နေ့ဇွန်လ13ရက်နေ့ည8:30မိနစ်အချိန်လမ်းမတော်မြို့နယ်ဂျန်ရှင်းမော်တယ်နီးတွင်ရဲတအူးကို ပြူစောတီအဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခိုက်ကြောင်းရင်းနောက်ရဲများထပ်မံရောက်ရှိလာပြီးပြူစောတီအဖွဲ့များကိုပြစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းရဲတအူးနှင့်ပြူစောတီအဖွဲ့တအူးတို့အကြားအမျိုးသမီးကိစ္စနှင့်ပတ်သက်၍အချင်းများရာမှအုပ်စုလိုက်တိုက်ခိုက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသိရှိရသည်အမျိုးသမီးကိစ္စပြူတွေနဲ့ရဲတွေဖြစ်ကြတာပြူတွေဆိုပေမဲ့လူမိုက်တွေပဲ အခုကလူမိုက်တွေကိုပြူစောတိအဖြစ်တက်ကခေါ်တုံးနေတာအမျိုးသမီးကပြူတူးနဲ့ရီးစားလိုလိုဘာလိုလို EC ကလီတွေလုတ်ပြီးငွေကြေးနဲ့ပစ္စည်းစရာကြော်ခွလိမ့်လေသွားတယ်။အဲ့ဒါကိုပြူတွေကမကျေနပ်လို့အမျိုးသမီးကိုရှာတဲ့အချိန်အဲ့ဒီအမျိုးသမီးနဲ့ EC ကလီဖြစ်နေတဲ့ရဲကလာကာကွယ်ပေးပြီးဖြစ်ကြတာ။ မနေ့ည၈နာရီကျော်လောက်တနတ်တန်တွေကိုဂျက်ရှင်မော်တင်နားမှာနေတဲ့ပြည်သူတွေအားလုံးကြားလိုက်ကြတယ်ဟုလမ်းမတော်မြို့နယ်အနီးနေထိုင်သောဒေသတည်ရင်းမြစ်ကပြောဆိုသည်ယမန်နေ့လမ်းမတော်မြို့နယ်ဂျက်ရှင်မော်တင်နီပြူဖွဲ့နှင့်ရဲအဖွဲ့အကြားတိုက်ခိုက်မှုတွင်ပြူစောတိနှင့်ဦးတနတ်တန်ရရရှိခဲ့ပြီးရဲတအုံးမှလည်းဒဏ်ရာအပြင်းထန်ရရှိထားကြောင်းသိရှိရသည် အလားတူမေလ25ရက်နေ့ကလည်းကမာယုမြို့နယ်ရဲစခန်းတွင်ပြူစောတိကောင်းဆောင်အုပ်ချုပ်ရေးမှူးဌာနမှလိုင်စင်မဲ့ဆိုင်ကယ်ကိုရဲကဖမ်းဆီးမှုဖြင့်ပြူစောတိအဖွဲ့နှင့်ကမာယုမြို့နယ်ရဲတပ်ဖွဲ့အကြားပြစ်ခတ်မှုဖြစ်ပွားသည့်အထိရုံရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။အော်လိုက်တော့တရင်ကဒုံကလေးမှားပါလေ။ဦးစင်းတို့ကန်ကောင်းလို့ရင်းမယူခံရတာဘာမှသွားလဲ။အဲ့ဦးစင်းကိုတရေပေးတဲ့ဒူကိုရဲကိုက၄၅စီးထောင်လာတာ။ ။ तू ကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေ။တင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေ။ဖမ်းတော့ကတူကတူဒီလိုဘုကညဖမ်းတော့ကကြဒီလိုဂိတ်ဒီမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနာမည်ကျုပ်ကအော်ချလိုက်တယ်။အဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုတင်းလာပြီဆိုရင်နောက်ကတော့စစ်စစ်ရမှာဖမ်းရမှာဂိတ်တွေရဲ့အလုပ်လေ။ခင်ဗျာကဲဒီရနေဗျာ။တို့တို့ရွှေဘိုဘက်ကနေခင်ဗျာဖားကန်တို့မူဆဲဖားကန်တို့ဘက်ကိုသွားမယ်။ နော်ဟောက်ကန်တို့ဘက်ကိုသွားမယ်အဲ့ဘက်ဒီဘက်သွားကြမယ်အရိကတာဘက်တို့ကိုသွားမယ်ထားဝမြကြီးနာဖောက်ကန်မယ်ပြောတော့မယ်အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်မော်ရဲအဲ့ဘက်ဒီသွားမယ်မော်ရဲဘက်ဒီခင်ဗျအဲ့လမ်းတဲ့တွေကိုသွားလို့ရဒါပေမဲ့ PDF ကသွားမခံဘူးလမ်းကုပြီးမှသွားခံတယ်တကယ်ထည့်သွားမယ်ဟောင်း၄ညရေခီးသွားခံတယ်ဘော ပီဒီအက်တွေအဲ့လမ်းမှာသမင်းရောင်းတယ်အဲ့ဂိတ်တွေမှာမောင်မောင်စာဖွင့်ထားတယ်အဲ့ဂိတ်တွေကနေပတ်စံကောက်တယ်ကာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို၅ရက်၇ရက်၈ရက်ကြာတယ်ဘသူပါပြောတယ်လဲဘသူကပါပြောလဲတရားမှမပြောရဘူးအဲ့ဥစဉ်တော့တိုင်မလို့ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြား၆ပြားလေးကောက်တယ်ဒစီကို2000နှုန်းတော့စေနာကြီးလေးကောက်တယ်ဆိုတော့အော်လိုက်ကြတာအော်လိုက်ကြတာ တခါတလေနိုင်ငံရေးမှာတိုက်ဆိုင်နေဆိုတာမရှိဘူးเนาะအဲ့တော့ဥသောဖိုးရင်ဒီဥစင်းတို့ပုံမှထွက်လာတဲ့ရုံထွက်လာတဲ့အခါမှာဥစင်းတို့ဒီရောက်ကြည့်မယ်ကြည့်ပြီးလို့ဥစင်းတို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဥစင်းတို့ရက်မေတ္တာရက်ခံပြေးမယ်အဲ့တော့ကြံတဲ့မဟုတ်ဖ ೇನೆ အပြင်ကပုံမှရင်းနေဆိုဥစင်းတို့ဘလို့တော်ဝင်ယူရမှာလဲဘလို့လုတ်ပေးရမှာလဲအမြင်ရပုံမှန်နဲ့ဆိုဥစင်းတို့မှလုတ်လို့မရအောင်တော့အဲ့ကိုမတိတဲ့အရာတွေရှိသေးရဲ့လေ ကိုမတိတဲ့ຢာရှိသေးတယ်အဲ့တော့ဦးမလင်းလင်းပြောရင်များကိုစောဖိုးရင်ပြည်ဦးလို့မှာပဲ